အားလုံးပဲမင်္ဂလာပါ Marshall Academy Channel နဲ့ပြည်သူအားလုံးကြိုဆိုပါရခင်ဗျာကျွန်တော်တို့ Marshall Academy Channel ရာဆိုရင် MMA လောကရဲ့နောက်ဆုံးသတင်းတွေဝမ်းချမ်းမြင့်ရှိ UFC ဆိုက်ရှိတဲ့သတင်းတွေနဲ့မြန်မာကုစားပြ Fighter တွေထူးခြားတဲ့အကြောင်းအရာတွေကိုနေ့စဉ်ပုံမှန်တင်ဆက်ပေးနေတဲ့ Channel လေးတစ်ခုပါဒါကြောင့်မလို့ Marshall Local Channel တဲ့ညီကိုရင်းနေနဲ့ကျွန်တော်ရဲ့ Channel လေးကို Like and Subscribe လုပ်ထားဖို့မြတ်တက်အခင်ကြပါရခင်ဗျာဟုတ်ကဲ့ပါခင်ဗျာဒီနေ့ကျွန်တော်ပြောချင်တာကတော့ ဂျောရှွာဘန်ကိုအားလုံးကနဖျားတစ်ပါးလိုပဲထင်နေကြတယ်ဒီပွဲမှာလည်းသူပဲနိုင်မယ်ပေါ့ဒါပေမဲ့သူ့ကိုတန်စကာဝိုင်းနဲ့ထဲလိုက်တဲ့နဲ့ဘလို့သူကလုတ်ပြမလဲဆိုပြီးတော့မှလေးကျယ်လာတဲ့ UFC Flyweight ရဲ့ချန်ပီယံကြီး Alexander Pantoja ရဲ့အကြောင်းလေးကိုပြောချင်တာပါခင်ဗျာ ပန်ဒူဂျာနဲ့ဂျိုရှွာဗန်တို့ရဲ့ပွဲကတော့လာမယ့်ဒီဇင်ဘာလမှာကျင်းပမယ် UFC 323ပြိုင်ပွဲမှာဖြစ်မယ်ဆိုပြီးတင်းနေနေထွက်နေတယ်။ဒုတိယခေါင်ပွဲနေရာကနေထိုးရမယ်လို့လည်းသိရတယ်။ဒါပေမဲ့လက်ရှိချိန်ကြီးတော့ UFC ကတရားဝင်ထုတ်ပြန်ထားခြင်းမရှိသေးဘူး။အကြခင်မှာတော့ဒီပွဲကို UFC ကလည်းထုတ်ပြန်လာမယ်လို့ထင်တယ်။ဒီနေ့မှာတော့ဗောနော်ဂျိုရှွာဗန်နဲ့ထိုးတက်ရမယ့်ချန်ပီယံကြီးအလက်ဇန်ဒီပန်ဒူဂျာကသူ့အနေနဲ့ဂျိုရှွာဗန်ပေါ်မြင်တဲ့အမြင်လေးတွေကိုပြောလာတဲ့လေးကိုကျွန်တော်ကပြည့်သက်တီစီဖောက်သေးချကျင်လာပါ သူကပထမဦးဆုံးအနေနဲ့ဂျော်ရှွာဗန်ကအရန်ကိုကောင်းတဲ့ဖိုက်တာသူ့အတွက်လည်းပြိုင်ဘက်ကောင်းတစ်ယောက်ဖြစ်နိုင်တယ်။ဂျော်ရှွာဗန်ရဲ့ကစားပုံတွေကိုကြိုက်တယ်ဆိုတဲ့အကြောင်းကိုအခုလိုပြောသွားပါတယ်။ဖန်တကယ်ကောင်းတဲ့ဖိုက်တာပါ။ငါ့အတွက်လည်းပြိုင်ဘက်ကောင်းပါပဲ။အသက်ကလည်းအခုမှ23နှစ်ပဲရှိသေးတယ်။တိုက်ကွက်ကောင်းတယ်၊ဘောက်ဆင်ဆိုင်လှုပ်ရှားပုံတွေကောင်းတယ်၊သူ့ရဲ့ကစားပုံကိုသဘောကျပါတယ်။ကျွန်တော်ကလည်းအဲ့ဒီလိုမျိုးဖိုက်တာနဲ့စုံညင်နေတာပါ။စတဲ့ပုံစံမျိုးနဲ့အလက်ဇန်ဒီပန်တိုဂျာကပြောသွားပါတယ်။ ပန်ဒိုဂျာကတော့ဂျိုရှွာဗန်ကိုတကယ်ကိုကြိုက်တယ်ဂျိုရှွာဗန်ရဲ့ကစားပုံကလည်းအရင်ကောင်းတယ်ဆိုပြီးပြောသွားတယ်ပေချာစဉ်းစားကြည့်ရင်ဗျာဒီပွဲကလည်းတကယ်ကောင်းတဲ့ပွဲဖြစ်လိမ့်မယ်ဘာကြောင့်လဲဆိုတော့ဖိုက်တာနီယန်လွင်ရဲ့ကစားပုံကလည်းတော်တော်လေးကိုပြည့်သက်တယ်တဘောကြနိုင်တဲ့ကစားပုံဒီဂျိုရှွာဗန်ကတော့ striking မိုင်းမှာပို့ပြီးတော့အားတန်တယ်ပန်ဒိုဂျာကတော့ ground game မိုင်းမှာပို့အားတန်တယ် stand fight နဲ့ ground fight အပြင်ရမယ်ပွဲလို့ကျွန်တော်တို့အချမ်းမြအပြင်မှတ်ယူလို့ရတယ်ဒါပေမဲ့ဖန်ကလည်းခေသူဖိုက်တာမဟုတ်တော့ ပန်လိုဇာနီနဲ့လောလောကူကူတိတ်တောင်းရပါမလားဆိုတော့ကျွန်တော်တို့ကစောင့်ကြည့်ရမယ်။ဒါကြောင့်မလို့ဂျော့ရှွာဘန်နီနဲ့ဘလိုအခင်းချင်းပြောင်းထိုးတက်မလဲဆိုတော့ကျွန်တော်တို့ကဆက်ပြီးကြည့်ရမယ်။ဒါပြင်ချန်ပီယံပန်တိုဂျာကဘာပြောသွားလဲဆိုတော့ဂျော့ရှွာဘန်နဲ့ဘွယ်မှာသူကလုံးဝအမှားလုပ်လို့မရဘူး။သူနည်းနည်းလေးအမှားလုပ်တာနဲ့သူပေးဆိုင်ရမယ့်အရာတွေကအများကြီးဖြစ်သွားမယ်ဆိုပြီးပြောတယ်။ဒီလိုမျိုးပြောတာကလည်းမှန်ပါတယ်။ဘာကြောင့်လဲဆိုတော့ဗျဂျော့ရှွာဘန်က လက်ရှိမှာတက်လူဖိုက်တာအခုအသက်23နှစ်ပဲရှိသေးတာဗျာ။ ဂျောရှွာဗန်ကအကယ်၍များဒီပွဲမှာရှုံးသွားရင်လေသူ့အတွက်ပြဿနာမရှိဘူးဗျာဂျောရှွာဗန်ကတစ်ချိန်ကဒီချန်ပီယံကဘက်ကြီးကိုရှားနိုင်တဲ့အခြေချင်းတွေကအများကြီးရှိတယ်ဒါပေမဲ့ပန်ဒိုဂျာဘက်ကကြည့်ရင်ပန်ဒိုဂျာသာဒီချန်ပီယံလူဝဲမှာရှုံးသွားပြီဆိုရင်နောက်တစ်ချိန်ချန်ပီယံကဘက်ရဖို့ဆိုတာမလွယ်တော့ဘူးဗျာအသက်ကလည်း35နှစ်ရှိနေပြီပြောရမယ်ဆိုရင် flying with danny ထားရဆိုစချနေတဲ့အရွယ်လေးပြောလို့ရတယ် ပြီးတော့သူဆုံးရှုံးမဲ့အရာတွေကလည်းအများကြီးပဲပေါင်းဖို့ပေါင်းနံပါတ်တွေလျှော့သွားမယ်ပြီးတော့ချန်ပီယံတရဘူဆုံးရှုံးမယ်နိုင်မောဆက်မတန်တွေလျှော့သွားမယ်အဲ့ဒီဂုံတွက်ပေါင်းများစွာကိုသူကဆုံးရှုံးရမှာဗျာဒါကြောင့်မလို့သူပြောတာကတော့ဖြစ်နိုင်တယ်ဒီအကြောင်းကိုချန်ပီယံကလည်းအခုလိုမျိုးပြောသွားတယ်ဒီပွဲမှာအမှန်တိုင်းပြောရရင်ကျွန်တော်တို့ဆုံးရှုံးစရာတွေကအများကြီးပဲ။ဒါကြောင့်အမှားသေးသေးလေးတော့လုံးဝလုပ်လို့မရပါဘူး။ဂျော့ရှွာမန်ကဒီပွဲမှာမနိုင်လဲကိစ္စမရှိပါဘူး။ သူ့မှာကချန်ပီယံလက်ရည်တွေအများကြီးရှိပါတယ်။တစ်ချိန်ချင်းကျရင်သူကချန်ပီယံတယောက်ဖြစ်လာနိုင်တယ်။ကျွန်တော်တို့ကကြတော့ဒီပွဲမှာသာရှုံးနေသွားရင်ဆုံးရှုံးစရာတွေအများကြီးရှိပါတယ်ဆိုပြီးချန်ပီယံကြီးကပြောဆိုသွားပါတယ်။သူပြောတဲ့ပုံစံကလည်းတကင်းမှန်ပါတယ်လက်တွေ့ကျကျကိုပြောဆိုသွားတာပါ။ဒါအပြင်နောက်ဆုံးမှာတော့ပန်တိုဂျာကဘယ်လိုမျိုးပြောသွားလဲဆိုတော့ပရိသတ်အားလုံးကတဲ့ဂျိုရှွာဘန်ကိုလက်ဖျားလို့ထင်နေကြတယ်ဒီပွဲမှာလည်းသူဝဲနိုင်မယ်ပေါ့ဒါမဲ့မင်းတို့စောင့်ကြည့်လိုက်ပါလေတန်စကာဝိုင်းလဲဟိုတဲ့ဂျိုရှွာဘန်ထည့်ပြီးလဲငါနဲ့ ပေးတွေ့လိုက်ဂျိုရှာဘန်ဘယ်လိုပြစ်သွားမလဲဆိုတဲ့ပုံစံမျိုးနဲ့အခုလိုပြောသွားပါလိမ့်ပရိသတ်အားလုံးကဖန်ကိုနှစ်ဖျားလို့ထင်နေကြတယ်ဒီပွဲမှာသူပဲနိုင်မယ်ပေါ့ရှားပါလေအေးစေးပါပဲဒီကောင်ကိုတန်စကားဝိုင်းနဲ့သာထည့်ပေးလိုက်ပါငါနဲ့သာပေးတွေ့လိုက်ပါဘာဖြစ်သွားမလဲဆိုတာအားလုံးသိရပါမယ်ဆိုပြီးတော့ပန်တိုဂျာကလေးကျဲသွားတာပေါ့ဗျာဒီနောက်ဆုံးစကားကတော့သူ့အနေနဲ့ဖန်ကိုခနဲ့တက်တက်လေးနဲ့ပြောသွားတာ အလုံးက Joshua Van မှ Joshua Van ဖြစ်နေတဲ့အချိန်မှာသူက Joshua Van ကိုအေးအေးဆေးဆေးအနိုင်ယူနိုင်တယ်ဆိုတဲ့ပုံစံနဲ့ပြောသွားတယ်လို့ကျွန်တော်ကတော့မြင်နေဒါကလည်း Fighter ဒီနည်းနဲ့စကလုံးတိုက်ပွဲတွေကတော့စတင်ဆင်နွှဲလောက်ပါလေ။ဘာကြောင့်လဲဆိုတော့မကြာခင်မှာပဲပွဲကကြီးရတော့မယ်။ဒါကြောင့်မလို့အခင်းချင်းတွေကလည်းစိတ်ဝင်စားဖို့ကောင်းနေမလို့ဒီဖြစ်လာမလဲဆိုတော့ကျွန်တော်တို့အားလုံးတူတူစောင့်ကြည့်ကြမယ်။ Joshua Van ကတော့လက်ရှိချိန်မှာ training နဲ့ ပြင်းထန်ပြန်လုံးနေရဗျဂျော်ရှွာဘန်ကလည်းပွဲထိုးဖို့စာချုပ်မှာလက်မထိုးဘူးလို့ပြောတာတော်တော်ကြပြီဒါကြောင့်မလို့မကြခင်မှာလည်းချပြလာဖို့ရှိတယ်ဗျာသေးတာတော့တခုကတော့ထီစင်မာကတော့တော်တော်သေးတာတွေဗျ UFC 323ပြန်ဖို့မှာဂျော်ရှွာဘန်နဲ့ပန်ဒိုဂျာတို့ကဒုတိယခေါင်ပွဲထိုးမယ်လို့သတင်းတွေထွက်နေတယ်အဲ့ဒီပြိုင်ပွဲရဲ့အဓိက main event နေရာမှာ Justin KG နဲ့ Ilya Topuria တို့ကထိုးမယ်လို့လည်းသိရတယ် အရင်100%လောက်တော့ကျင်းသည်ပြောလို့မရသေးဘူး promotion ကတေယုံဝင်ချပြလာမှာပဲကျွန်တော်တို့ကအမှန်လို့သတ်မှတ်ရမယ် Joshua Van နဲ့ Pantoja တို့တရင်ကတော့တော်တော်လေးကိုဟော့ဖြစ်နေတယ်ဒါကြောင့်မလို့ဒီပွဲမှာပါဖို့ရာခိုင်နှုန်းများမယ်လို့ထင်တယ်အခုဆိုရင် Pantoja ကလည်း Joshua Van ကိုပြောသွားတယ်ဘလို့ပြောသွားလဲဆိုတော့ Joshua Van ကအရင်ဆရာကြီးပေါ့ဒါပေမဲ့ငါနဲ့ပေးတွေ့လိုက်ဒီကောင်ဘာဖြစ်သွားမလဲအဲ့လိုမျိုးပုံစံနဲ့ပြောသွားတာဗျာဒါကြောင့်မလို့ပွဲကတော့ ပုံမြိုင်မယ်လို့ထင်တယ်ပြိသက်တွေလည်းစိတ်ဝင်စားဖို့ပိုရမယ်လို့ထင်တယ်ပိုင်တာနေအောင်လုံးကတော့ပွဲထွက်လာတဲ့အချိန်ဆက်စားခြင်းမှာကျွန်တော်အမြင်ပြောရရင်တော့နည်းနည်းလေးတော့ရှင်ထိုးလိုက်မယ်ဂျော့ရှော့ဘန်ကတော့စတန်ဖိုက်ဆက်ထိုးနေလိမ့်မယ်ဗျအဲ့ဒီအချိန်မှာပန်တိုဂျာကတော့ဝင်လုံးမှုစူးစမ်းသွားလိမ့်မယ်သူကိုယ်တိုင်ကအရင်အင်တာဗျူးတွေမှာကလေးကပြောထားဖို့တဲ့ဖန်ကိုသူကချုပ်ွက်နဲ့ပွဲသိမ်းမယ်ချုံကွက်နဲ့ပွဲသိမ်းနိုင်တဲ့အရေးချင်းတွေသူ့မှာရှိတယ်ဆိုပြီးပြောသွားရယ်ဗျာ။ဘာကြောင့်လဲဆိုတော့ तू နည်းနည်းလေးအမှားလုံးလိုက်ရင် तू ဒုက္ခရောက်သွားမှသူသိလိမ့်မယ်။ Brandon Rive လိုမျိုးသူဖြစ်သွားနိုင်တယ်ဗျ။ဒီအကြောင်းကိုလည်း Champion ကြီးကပြောထားတယ်။သူလည်းကောင်းကောင်းကြီးဒါကိုသိတယ်ဗျ။အကယ်၍မဲ့သူသာအမှားသေးသေးလေးလုံးလိုက်ရင်တော့မှ Joshua Man ကအဲ့ဒီအမှားကိုရှူပြီးသူ့ကိုကောင်းကောင်းဒုက္ခပေးလိုက်နိုင်တယ်ဗျ။ဒါကြောင့်မလို့သူ့အတွက်မလွယ်ဘူး။လုံးဝမလွယ်ဘူး။ဒါကြောင့်မလို့သူတပွဲလုံးကအယုံဆိုင်မှုအပြည့်နဲ့သူထိုးမယ်။ အခွင့်အရေးကလဲချမယ်တိတ်တောင်းယူမယ်ပြီးရင်သူချုပ်ကွက်နဲ့နိုင်မွေးယူမယ်အဲ့လိုမျိုးပုံစံနဲ့ပဲသူကတော့ပွဲထွက်လာမယ်လို့ကျွန်တော်ကတော့မြင်တယ်ဒါကတော့ကျွန်တော်ထင်မြင်ဦးစားချက်အမှန်တကယ်ပြောရမယ်ဆိုရင်လေပန်လူကြီးအရှိအဟင်ပွဲတွေကြီးလိုက်ရင်သူကအယောင်ပြားလေးထိုးတယ်တိတ်တောင်းလုပ်တယ် submission ပိုင်းကိုအားတန်တယ် ground ball လောက်တာတွေကလည်းရှိတယ်ဒါပေမဲ့ရှားတယ်သူကအလဲထိုးထက်ချုပ်ကပ်ပိုင်းကိုပိုအပ်တဲ့ ਨੇ ဘရာဇီးဖိုက်တာလေးဖြစ်နေတယ်။ BJJ မှာလေ level တစ်ခုရှိတဲ့ fighter ။ ဒါကြောင့်မလို့ဂျော်ရှာဗန်ကိုလည်းသူကဒီလိုမျိုးပုံစံနဲ့ပဲအနိုင်ယူမယ်ထင်တယ်။ကျွန်တော်တို့ဖိုင်တာလေးဘက်ကဘာအားသာချက်ရှိလဲဆိုတော့ trade down defense အားသာချက်ရှိရယ်ဗျာ။ပြီးတော့ဂျော်ရှာဗန်ရဲ့ striking skill ကပန်တိုကြတဲ့ပိုကောင်းတယ်။ boxing skill ကပိုကောင်းတယ်။အဲ့ဒီဟာကြီးကအားသာချက်ပိုရှိတယ်။ပြီးတော့တက်လုံကဂျော်ရှာဗန်ကပိုကောင်းတယ်လို့ကျွန်တော်ကတော့ထင်တယ်။9မိနစ်5ကြီးထိုးရမယ်ပွဲဗျာဒါပေမဲ့9မိနစ်5ကြီးဆိုတာကဂျော်ရှာဘန်အနေနဲ့ UFC ရောက်ပြီးတဲ့တောက်ဆောင်9မိနစ်3ကြီးတွေပဲထိုးရတာ ငါမင်းငါကြည့်ပွဲကအခုမှပထမဆုံးထိုးရမှာဗျာဒါကြောင့်မလို့ဖန်တွက်ကတက်လုံက9မိနစ်5ကြီးစာရှိပါမလားဆိုတော့စိုးရင်စာရှိတယ်ပန်တိုဂျာကတော့အမြဲတမ်း9မိနစ်5ကြီးထိုးနေကြဖိုက်တာဒါကြောင့်မလို့ဒီအပိုင်းမှာအရင်ကြီးကျွန်တော်တို့ကစိုးရင်နေစရာမလိုဘူးဒါပေမဲ့ဗျာပန်တိုဂျာကအခုအသက်က35နှစ်ဆိုတော့နည်းနည်းလေးတော့စားကြလာပြီလို့ကျွန်တော်ကတော့မြင်တယ်နောက်ပိုင်းခြေရောက်ရင်သူကတက်လုံနည်းနည်းလေးစားကြလာတယ်ဒီအကြောင်းကိုဖိုက်တာကြီးတွေကလည်းသတိထားမိတယ်ဗျာပရိသတ်အချို့လည်းသတိထားမိလိမ့်မယ် ဒါအကြောင်းမလို့ဂျောရှွာဗန်ကပထမအချီဒုတိယအချီတတိယအချီအဲ့ဒီအချီတွေမှာဆွဲခေါ်ပြီးထိုင်ကစားပြီးတော့နောက်ပိုင်းအချီတွေရောက်မှပန်တိုဂျန်တက်လုံကျလာတဲ့အချိန်မှာပွဲဖြစ်မှုကြိုးစားမယ်ဆိုတော့ဂျောရှွာဗန်တဲ့အခွင့်အလမ်းများတယ်အများစုကလည်းဒီလိုမျိုးပဲထောက်ပြကြတယ်ဒါကိုကျွန်တော်တို့အားလုံးတူတူစောင့်ကြည့်ကြမယ်ဖန်ဒီလိုလုံနိုင်မလားဖန်ကတော့ကျွန်တော်တို့ထက်ဒီအကြောင်းတွေအများကြီးပိုသိတယ်ဗျဖန်ရောဖန်ရဲ့နီးပြတွေကတော့ကျွန်တော်တို့ထက်အများကြီးပိုသိတယ်သူတို့ကလည်းအကောင်းဆုံး game plan တစ်ခုဆွဲလာနိုင်မယ်လို့ကျွန်တော်ကတော့ထင်တယ် အဲဒါကြောင့်မို့ကျွန်တော်တို့အားလုံးတူတူစောင့်ကြည့်ကြမယ်။ဖန်ရဲ့ပွဲအတိအကျကျထွက်လာရင်လည်းကျွန်တော်တို့ကပြည်သက်တွေစီကိုထပ်ပြီးမျှဝေပေးဦးမယ်။ပန်တိုကြပြောတာတွေဖန်ပြောတာတွေထူကြတဲ့အသက်တွေရှင်လည်းကျွန်တော်ကထပ်ပြီးပြည်သက်တွေစီကိုဝေမျှပေးဦးမှာပဲ။ ဟုတ်ကဲ့ပါခင်ဗျာဒီနေ့ပြောပြချင်တာကတော့ဒါပါပဲ Joshua Ben ကိုစကားစစ်ထိုးလာတဲ့ UFC Flyweight Champion Alexander Pantoja ရဲ့အကြောင်းကိုပြည်သက်တတိယဝေမျှပေးတာပါနောက်ရက်ဒီမှာလည်းကျွန်တော်ရဲ့ Marshall Academy Channel နဲ့အခုလို MMA နဲ့ပတ်သက်တဲ့ training တွေ One Championship UFC စရှိတဲ့ training တွေနဲ့မြန်မာကိုယ်စားပြု Fighter တွေထူးခြားတဲ့အကြောင်းအရာတွေကိုနေ့စဉ်ပုံမှန်တင်ဆက်ပေးနေမှာဖြစ်ပါတယ်ဒါကြောင့်မလို့ Marshall Log out Channel တဲ့ညီကိုရီနေနဲ့ကျွန်တော်ရဲ့ Channel လေးကို Like and Subscribe လုပ်ထားဖို့မြင့်တိုက်ခံကြပါတယ်ပြည်သက်အားလုံးထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ